1985ခုနှစ်က credit card ခေပြောင်းတော်လှန်ရေးပရိသတ်များအလုံးမင်းလာပါရှင်ဒင်းကန်းချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့ခေတ်မှာလူတွေအလုံးဒီပါကဖုန်းလေးတစ်လုံးနဲ့ပဲအကုန်အလုံးလုံးနေကြပါပြီ။ Apple Pay, Google Pay တို့ ATM ဆက်တွေမှာကတ်ထိုးစရာမလိုပဲငွေထုတ်တာတို့ဓာတ်မဟုတ် chip ပါတဲ့ကတ်အသေးလေးတွေသုံးပြီးတော့ငွေရှင်းတာတွေဟာပုံမှန်လိုဖြစ်နေပါပြီ။ ဒါပေမဲ့လွန်ခဲ့တဲ့နှစ်လေးဆယ်နီးပါး1985ခုနှစ်လောက်ကိုပြန်သွားကြည့်ရအောင်အဲ့ဒီချိန်ကဒီလိုနည်းပညာတွေဟာအရင်အဆင်မပြေနေခဲ့ပါဘူးအဲ့ဒီတုန်းက credit card တွေဖြစ်တဲ့ visa card master card diner class american express တွေကကွန်ပျူတာနဲ့ချက်ချင်းချိတ်ဆက်ပြီးတော့ငွေရှင်းနိုင်တဲ့ digital ခေတ်စီကိုစတင်ပြီးတော့ကူးပြောင်းနေတဲ့အချိန်ပါ ဒါပေမဲ့သူတို့ကကတ်ထဲကငွေကိုသုံးခွင့်ရဖို့ဘဏ်ကိုဖုန်းခေါ်ပြီးတော့အတည်ပြုဖို့လိုအပ်နေသေးရပါ့။ဟုတ်ပါတယ်ကတ်နဲ့ငွေရှင်းဖို့လိုလာပြီးဆိုရင်ဆိုင်ဝင်တန်းကသက်ဆိုင်ရာဘဏ်ကိုဖုန်းခေါ်ပါတယ်။ပြီးတော့မှဒီကတ်နံပါတ်ကဒီလောက်ပမာဏရှိတဲ့ငွေကိုသုံးလို့ရလားဆိုပြီးအရင်မေးလိုက်ရတာပါ။ credit card ကိုနောက်ကြမှာသုံးခွင့်ရတဲ့နိုင်ငံတွေကတော့ဒီခက်ခဲကိုကြုံခဲ့ရမှာမဟုတ်ပါဘူး credit card စောစောစီစီသုံးကြတဲ့သူတွေကတော့ဘဏ်ရဲ့ခွင့်ပြုချက်ကိုတောင်းခံရတဲ့အဆင့်တွေရှိခဲ့ပါတယ် အဲ့ဒီခွင့်ပြုချက်ရဖို့ဘဏ်ကလည်းစည်ရင်းတွေကိုပြန်မှွေရပါတယ်။ပြီးတော့မှသုံးလို့ရတယ်၊သုံးလို့မရဘူးပြန်ပြောကြတာပေါ့။အဲ့ဒီအစင်ကမင်းနေနဲ့ချီပြီးတော့စောင့်ရပါတယ်။ အရင်ခေတ်ကတော့ပတ်စံမကန်ပဲဒီကနေ့ရှင်းတာကိုပဲတထေးတွေကအများဆုံးလောက်ကြတာပေါ့အထာကြတယ်ဆိုတဲ့ခံစားချက်မျိုးလည်းရတာဖြစ်လို့ဆောင်းရတဲ့အချိန်ကိုလည်းခရုမဆိုင်ကြပါဘူး။ဘန်တွေဘက်ကဒီခက်ခဲကိုရှော့ချနိုင်ဖို့နီလန်းတွေရှာခဲ့ပါတယ်။ဒီလိုနဲ့ International Very First ဆိုတဲ့ဇက်လေးတစ်မျိုးတီထွင်နိုင်ခဲ့ရပါ။အဲဒီဇက်လေးကိုထိုရန်တိုမြောက်ဘက်ကစက်ရုံမှာထုတ်လုပ်ပါတယ်။အဲဒီဇက်ရဲ့အဓိကအသာချက်ကတော့ဖုန်းခေါ်ဆိုမှုစနစ်ပဝင်ခြင်းပဲဖြစ်ပါတယ်။ဒီစနစ်ကဘလို့အလုံးလုံးလဲဆိုရင်ကက်ကိုစက်ထဲမှာပို့ဆွဲလိုက်တာနဲ့စက်ကကက်နံပါတ်ကိုဖတ် က်ပြီးဘန်ရဲ့ကွန်ပျူတာစီကိုဖုန်းခေါ်ဆိုတာချိန်ဆက်လိုက်ပါတယ်။နောက်ပြီးတော့စနစ်ကဘန်ရဲ့ကွန်ပျူတာနဲ့လမ်းချိန်ပြီးပန်းစံ၃လုံးရောက်လာမရောက်ဘူးလားဆိုတာကိုလှမ်းပြီးတော့အတည်ပြုပေးရပါ။၁၀စက္ကန့်လောက်အကြာမှာတော့အကျိုးအကြောင်းဖော်ပြပေးပါရစေ။ဒီလိုနဲ့ credit card တစ်ခါသုံးဖို့စောင့်ရတဲ့အချိန်တွေကကျင်းမြောင်းခဲ့ပါတယ်။ အဲဒီတုန်းကတော့ဒီနည်းပညာကခေပြောင်းတော်လှန်ရေးပါပဲ။အဲဒီစနစ်က critical အလွတ်တွေနဲ့လိန်ကျင်တဲ့သူတွေကိုလည်းတားဆီးနိုင်ခဲ့ပါတယ်။အရင်တုန်းကဆိုရင် bank of phone ဆက်ပြီးအတီးပြူနေတဲ့အချိန်တွေမှာအသာလစ်ထွက်သွားတဲ့လူလိန်တွေရှိပါတယ်။ စေစက္ကလောက်ပဲကြတဲ့14ကိုတီထင်ပြီးရနောက်မှာတော့ credit card လိမ်လည်မှုကိစ္စရော့သွားခဲ့ပါတယ်။အရင်ကဖုန်းနဲ့ခေါ်ဆင်းမှသိခဲ့ရတဲ့ကန့်သက်ပမာဏအောက်ကငွေပမာဏတွေမှာတောင်စနစ်ကငွေမလုံလောက်သူဒါမှမဟုတ်ကန့်သက်ချက်ကိုနှီးကပ်နေသူတွေကိုဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။တကယ်တော့1985ခုနှစ်က credit card ခေပြောင်းတော်လိုင်းဟာ very first စနစ်တင်ရပ်မနေပါဘူး။တခြားသောနေပညာတွေလည်းတိုးတက်လာခဲ့ပါတယ်။ ဥပမာပြောရရင် ATM ဆက်မှာဘယ်ဘဏ်ကကိုတုံတုံငွေထုတ်လို့ရအောင်စီစဉ်ပေးထားတဲ့ကိစ္စပါ။ အဲဒီကိစ္စတွေမှာတော့ဘန်တွေအချင်းချင်းပူးပေါင်းဆောင်ရွက်မှုနဲ့အကောင့်ထည့်ဖို့ခဲ့တာပေါ့အမေရိကန်နဲ့ကနေဒါဘန်မှာပဲအလုပ်ဖြစ်ခဲ့ပြီးတော့ဂျန်တဲ့နိုင်ငံအများစုကတော့လက်ရှိကျင့်သုံးနေတဲ့ပုံစံတိုင်းတီးခြားစီပဲငွေထုတ်ကြရတာဖြစ်ပါတယ်။နောက်ပြီးတော့အဲဒီခေတ်ကလေးက smart card ဆိုတာကိုတုံ့ပြန်ရဖို့စူးစမ်းခဲ့ရပါ။အဲဒီစူးစမ်းမှုကခေတ်သစ် credit card တွေရဲ့အသီးပွင့်လေးဖြစ်လာပါတယ်။ပြောရရင်1985ခုနှစ်ပတ်ချလေကဘန်စနစ်ကို digital အသွင်ကူးပြောင်းမှုမှာအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခဲ့တယ်ဆိုတာပါပဲ။ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ။ ်နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျွန်မတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်